Sky Daily ချစ်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဒကြန်နှစ်တကူအကျိုးမှုရစီဝါဆိုဂျူအန်ဒီရဲ့အသိပညာပေးဟောပြောပွဲကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မြန်မာကောက်တီရိုက်အသင်းနဲ့မြန်မာနိုင်ငံမှုရစီဝါစန့်ကျင်ရေးအသင်းဘဟုတို့ပူးပေါင်းပြီးဒကြန်နှစ်တကူအကျိုးမှုရစီဝါဆိုဂျူအန်ဒီရဲ့အသိပညာပေးဟောပြောပွဲကိုတော့ဒီကနေ့ဧပြီလ9ရက်နနက်7:00နာရီက ကိုးမိုင်ရှိမြန်မာခေါက်တီးရိုက်အသင်းရုံးခန်းမှမှကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားမှာမြန်မာခေါက်တီးရိုက်အသင်းဥက္ကဋ္ဌဦးအေးကိုကိုဆိုးမှကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးမြန်မာနိုင်ငံမူရင်းစီဝါစံကြည်အသင်းဘဟုဥက္ကဋ္ဌဝနကျော်ထင်ရဲချုပ်ငိမ်းဦးစိုးဝင်းမှမူရင်းစီဝါမျိုးမျိုးမြန်မာနိုင်ငံတို့ရောက်ရှိလာပုံနဲ့၎င်းတို့ရဲ့စိုးကျိုးအန္တရာယ်များအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့မြန်မာနိုင်ငံမူဝင်စေဝါစံကျင်ရေးအသင်းဗဟိုအလုံးမှုဆောင်ကော်မတီဝင်ဒေါ်အေးအောင်မှလူငယ်နှင့်မူဝင်စေဝါစိုးကျိုးအန်ရဲ့အကြောင်းကို ဟောပြောပေးခဲ့ပြီးမြန်မာကောက်တီရိုက်အသင်းဒုတိယဥက္ကဋ္ဌဦးအောင်ခိုင်မှကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့တကြံနှစ်တကူအကျိုးငွေစေဝါဆိုကျိုးအန်ဒီရဲ့အသိပညာပေးဟောပြောပွဲမှာကိုမိုင်းမြမကောက်တိရဲ့အသင်း ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌအလုံးမှုဆောင်များနဲ့တာဝန်ရှိသူများမြန်မာနိုင်ငံမှုရေးစေဝါဆန့်ကျင်ရေးအသင်းမှဥက္ကဋ္ဌနဲ့တာဝန်ရှိသူများစုစုပေါင်းလူဦးရေ60ခန့်တက်ရောက်ခဲ့တယ်လို့သိရပါတယ်